ရီးမီးယားလိမှာရှုံးပွဲမရှိတဲ့အသင်တစ်သင်းပဲကျန်မာတော့တယ်အဲ့ဒီအသင်ကခရစ်စတယ်ဘဲလီစ်ပါဒါအပြင်မန်စီးတီးအာစတင်ကလွဲရင်ကျန်တဲ့ပရိသတ်အားပေးများတဲ့အသင်တွေအားလုံးနိုင်ပွဲပျောက်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်6မင်္ဂလာပါကုခိုင်းစတာဖုတ်ဘောရှိုးအနေနဲ့ကြိုးစားပါရခင်ဗျာကျွန်တော်ကုခမ်းပါ အပရီးမီးယားလိပွဲစဉ်6ရဲ့အထူးခြားအချက်လေးတွေအတချို့တော့ဟိုဆွေးနွေးလို့ကောင်းမဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ဆွေးနွေးကြအောင်ပေါ့နော်ပွဲစဉ်6ကကျွန်တော်တို့ထင်ထားသလိုတော့ဖြစ်မလာဘူးပွဲကြီးပွဲကောင်းတချို့ပါတယ်တချို့တော့အသင်းတွေအနေနဲ့နိုင်တဲ့နိုင်ထိုက်တဲ့အခြေအနေမျိုးတွေရှိတယ်တကယ်တမ်းကစားတဲ့အခါမှာမနိုင်တဲ့အပြင်ဝက်ဝက်ကွဲတွေရှုံးတာကတ်ရှုံးတာလည်းမဟုတ်တော့ဝက်ဝက်ကွဲတွေကိုရှုံးတာအဲ့တော့ကြောင့်မန်ချက်နဲ့နှံ့ထွက်မကိုက်ခဲ့ပဲစိတ်ပြက်စရာရက်တရပတ် ဖြစ်ခဲ့ပါတယ်အဓိကတော့ပြိသက်အားပေးများတဲ့အသင်းတွေဖြစ်တဲ့ Liverpool, Chelsea, Manchester United, Tottenham Hotspur စတဲ့အသင်း၄သင်းလုံးနိုင်ပွဲပျောက်ခဲ့ပါတယ်ဒီ၄သင်းမှာ၃သင်းကရှုံးပြီးတော့တသင်းကတည်ကြရတယ် Man City နဲ့ Arsenal တို့ကတော့အနိုင်ယူနိုင်ခဲ့တယ်ဒီအနိုင်ယူနိုင်ခဲ့တဲ့အသင်း၂သင်းထဲမှာလည်းဟိုပုံတရမတူးပါတော့ Man City ကသူ့ရဲ့အရင်တော့ကပုံစံမျိုး ပြန်လာဖို့ကတော်တော်လေးနီးစပ်နေကျွန်တော်တို့သိခဲ့တဲ့ Pep Guardiola ရဲ့လုံးဝ position ယူပြီးဆော့တဲ့ပုံ position နဲ့ play ဒီပုံစံဒီ Man City နဲ့တွဲပြီးတော့ကျွန်တော်တို့မှတ်မိလာခဲ့တာအခုချိန်ကမှလည်း Man City ကအဲ့ဒီပုံစံတွေကိုသွားပြီးဦးတည်နေရဲတချို့ကစားသမားတွေကလည်း goal တွေလှန်လိုက်သွင်းနေအထူးသဖြင့် Arlene Haaland ပေါ့ဒီနှစ်ဘောလုံးရတယ်မှာကျွန်တော်တခါတည်းပြောလိုက်ပါမယ် Golden Boot ကို Arlene Haaland ရပါမယ်တခြားကစားသမားရတဲ့အကြောင်းမရှိပါဘူးကျွန်တော်အပြောမစောပါဘူးကျွန်တော်စကားမှတ်ထားလိုက်ပါ DR ဒီကိုရင်ဒဏ်ရာပြဿနာမရခဲ့သေးရှိတော့ပေါ့နော် Arlene Haaland ပဲ Golden Boot ရပါလေထပ်ပါတော့ ပြောချင်တာမက်ဆီရဲ့စွမ်းဆောင်ရည်ပိုင်းကောင်းမှုမှုနဲ့အနိုင်ရခဲ့တယ်။တဖက်မှာတော့အာစနယ်ကသူတို့ရဲ့နှလုံးရည်ကောင်းမှုမှုနဲ့အနိုင်ရခဲ့ပါတယ်။အန်ယူကတ်ဆဲကိုစိန်ချင်းဘက်မှာတကူပေးခံရပြီးတော့နောက်ကလိုက်နှစ်ကူတွင်ပြီးခမ်းဘက်ဖို့ဆိုတာတော်တော်မလွယ်ကူတဲ့ကိစ္စပါ။ဒါပေမဲ့အာစနယ်ရအောင်လုပ်နိုင်ခဲ့ပါတယ်။ဆိုတော့ဒီတပတ်ပွဲစဉ်တွေထဲမှာအဲအဲ့လိုမျိုးမဖြစ်နိုင်တာရည်လဲမြင်ခဲ့ရတယ်လို့ဖြစ်နိုင်တာရည်လဲကျွန်တော်မြင်ခဲ့ရတယ်ဒါပေမဲ့အရင်တော့ဟိုကြည့်လို့ကောင်းခဲ့တဲ့ပွဲစဉ်တွေတော့မဟုတ်ခဲ့ဘူး ျွန်တော်ကမန်စီးတီးနဲ့ဘန်လီပွဲတေချာပြန်ကြည့်မိတယ်မန်စီးတီးကစားပုံပို့ပြီးတော့မိုက်လာတယ်အရင်မန်စီးတီးဖြစ်ဖို့အနည်းဆက်ဆုံးအခြေအနေကိုရောက်လာပြီလို့ကျွန်တော်ယူဆပါတယ်ဆိုတော့ကျွန်တော်ဒီပွဲလေးတွေကိုပြန်လည်ခန်းစားကြည့်မယ်ဆိုရင်စနေညရဲ့အစောဆုံးပွဲပေါ့နော် Brentford နဲ့ Man United ကျွန်တော်ဒီတစ်ပတ်ခက်မှန်းတဲ့ main ပွဲ၅ပွဲရှိတယ်အဲ့ဒီ main ပွဲ၅ပွဲမှာတပွဲပဲကျွန်တော်မှားတယ်အဲ့ပွဲက Brentford နဲ့ မန်ယူနိုက်တက်ပွဲဖြစ်ပါတယ်အကြောပေးမှုအရာလည်းအရင်တန်နေတယ်ကျွန်တော်တွေကနန်လဲဂဲပစ်လုပ်ပြီးတော့ယူနိုက်တက်ကိုမယွေးလို့လည်းမရဘူးသူတို့ချယ်ဆီကိုနိုင်ထားတဲ့စိတ်တပိုင်းနဲ့ဘာညာဆိုတော့အမော်ရီရဲ့တော်ကီကိုတော့ကျွန်တော်ယုံစားခဲ့မိတာပေါ့တကယ်ကစားတဲ့အချိန်မှာတော်တော်လေးကိုအဆင်မပြေဘူးဗျ ချဲစင်းတဲ့ပွဲမှာလည်းအဆင်ပြေခဲ့တယ်လို့ပြောတာမို့ကစားပုံမကောင်းအတွတ်တယ်ကစားပုံကောင်းတာမကောင်းတာတဲ့ result လေးပေါ့နော်ခါတိပြိုင်ဘက်ကိုနိုင်ခဲ့တဲ့အခါကျတော့နီးပြလည်း Thomas Frank မဟုတ်တော့ဘူးဗျာ Brentford က Kate Andrews အရင်တော့ကလည်း technical coach တော့ပဲလုပ်ခဲ့ဘူးတဲ့နီးပြတက်ရောက်ကင်တွေထားတဲ့အသင်းအဲ့လိုအသင်းမျိုးကိုရှုံးတယ်ဗျာရှုံးတာတော့မှ3-1ဆိုရဲရလက်နဲ့ရှုံးခဲ့တာပါ United ပြည်သက်တွေတော့အတော်လေးအထိနာခဲ့ပါတယ် United DR ဒီပြန်လာဖို့ကလည်းဒီပုံစံတိုင်းသာတွားရင်တိတ်ပြီးမလွယ်ဘူးဗျဆိုတော့ Ruben Amorim ရဲ့နီးပြရာထူးတနေရာ လည်းထပ်ပြီးတော့လှုပ်ခတ်လာတယ်အခုဆိုရင်နောက်ထပ်အစားထိုးမဲ့နီးပြတွေကိုဟိုသတင်းတွေပါထွက်လာတယ် Glassner ရဲ့နောက်တစ်ယောက်ကဟိုဘုံမောက်နီးပြ Araola နောက်ဆုံးတစ်ယောက် Sauge ပေါ့နော် Araola တို့ ဂလက်စနာတို့ကတော့လက်ရှိအသင်းမှာကင်တွယ်နေသေးဖြစ်တဲ့အတွက်ကြောင့်ရားဖို့မလွယ်ဘူး။တခြားတော့ကြည့်ရအောင်ပါပေါ့လေ။နောက်တဲ့နီးပြတဲ့ထက်ခန့်ရင်လေယူနိုက်တက်ကပြန်လာနိုင်မလားဆိုတာကတော့ဘယ်သူမှအာမခံလို့မရဘူးဗျ။ကြည့်ကျွန်တော်နောက်တစ်ပွဲ Chelsea နဲ့ Brighton ကျွန်တော်ပြပြနှစ်နှစ်လည်းပြောပြီးသွားပြီ။ Chelsea fan တယောက်ရဲ့ခံစားချက်ထဲမှာလည်းပြောပြီးပြီး review ထဲမှာလည်းပြောပြီးဆိုတော့ကျွန်တော်ကပြောစရာစကားမရှိတော့ဘူး။ဒါပေမဲ့တစ်ခုဖြည့်ပြောချင်တာက ကျွန်တော်ကမာရက်စကောပြီးခဲ့တဲ့ရာသီတုန်းကအသကုံဆဲတာတဲ့မလားအာတောက်ကရုံတို့ခွေးကရုံတို့မျိုးစုံမျိုးစုံအယုဒအနတ္တတွေထွက်ပြီးတော့ဆဲတာသို့သော်ဒီနေ့ရာသီမှာကြတော့ကျွန်တော်ကမာရက်စကောဆဲကျင်တော့ညာလဲဆဲလို့မရဘူး तू နောက်တန်းနေကြီးပဲစွတ်ထဲတယ် ောက်တန်းတယောက်ထုတ်ခံရရင်နောက်တန်းနေပြီးဆွတ်တဲ့ရှေ့တန်းမထည့်ဘူးဆိုတာဂိုးတွေထပ်ပေးရရင်ဘယ်လိုလုပ်အရင်တော့ကချက်စီခံစစ်တန်းအလူတွေနဲ့သွားမရှင်နဲ့ JT တို့လက်ထက်နော်ဒစဲတို့လက်ထက်မှာအသေးပေါက်မတက်ဆော့တဲ့ကောင်တွေအတီယာကိုစေးဖာကြီးပိုင်တော့ဗျာစကေးကအပြည့်ကျန်နေသေးတယ်အခုနောက်တန်းမှာဆော့တဲ့ကောင်တွေကြည့်ဦးသူစိတ်ပူလဲစိတ်ပူခြင်းစရာပဲအဲ့တော့ကျွန်တော်တွေကမာရက်စကောက်အပြည့်တင်နေတယ်ဆိုတော့မတင်လို့မရအောင်နောက်ဆုံးလက်ညှိုးထိုးရမယ်ဆို Sporting Director နှစ်ကောင်ကိုပဲလက်ညှိုးထိုးရမယ်ပုံစံမျိုးဖြစ်နေတယ်တော်တော်လေးစိတ်ပြည့်စရာကောင်းတယ်ရှုံးပွဲတပွဲပေါ့နော်ကျွန်တော်ဒ ီပွဲတွေတော့ charity ကိုသိမယုံကြည်တဲ့အတွက်ကျွန်တော်က second priority နေနဲ့ပဲကျွန်တော်ရွေးထားပါအဓိကတော့ first priority မှာကျွန်တော် total ကို over ကိုရွေးပေးခဲ့ပါတယ်ရုပ်အပေါက်ဆုံးကတော့အဲ့ဒီ အမြင်ဘောတွေကိုရှင်းထုတ်မှုလုံးဝမနိုင်ဘူး sub piece တွေကလည်းပေးရတယ်တခြားသောအမြင်ဘောတွေကလည်းဂိုးတွေပေးခဲ့ရပါတယ်ကြာကျွန်တော်နောက်တစ်ပွဲက Pelis တဲ့ရွှေဘပေါ့နော်အရွှေဘကတော့ဒီပွဲတွေမှာမလွယ်ဘူးဆိုတော့ကျွန်တော်တို့အစိုးရတွေကတည်တယ်ဘာကြောင့်လဲဆိုတော့ Glasner ကြီးကစောက်ရမ်းမိုက်တယ်ဗျာဒီနှစ်ဘောလုံးရသည်ပထမဆုံးပွဲ community ရှိမှလည်းဒုက္ခပေးခဲ့တာနော် Pelis ပဲ Liverpool ကဒုက္ခပေးခဲ့တာ Pelis ပဲ penalty နဲ့အနိုင်ယူခဲ့တယ်အဲ့တော့ဒီပွဲမှာလည်းချစ်ချစ်လေးလေးကစားပြီးတော့နောက်ဆုံးသောမိနစ်စက္ကန့်မှာအန်ဂတိယရဲ့အတွင်းကိုနဲ့ရှုံးသွားတယ်အဲ့တော့ဒီရွှေဘက ေသွဲမကောင်းရင်တောင်မှဒါမှမဟုတ်အရင်ဟိုဖောင်မြမမှန်သေးဘူးဆိုရင်တောင်မှ तू နိုင်တဲ့နိုင်ထိုက်တဲ့ဘွဲလေးတွေမှာနိုင်နေဗျာပဲလစ်ကိုမနိုင်ဘူးအဲ့တော့ပဲလစ်ကိုကျွန်တော်တို့ချီးကျူးရမယ်ပဲလစ်အရန်မိုက်တယ်ပဲလစ်တွေမဟုတ်ဘူးဘုံမောက်လည်းမိုက်တယ်ပဲလစ်ကတော့ပိုကောင်းတာလက်ရှိအချိန်ဒီပရီးမီးယားလိမှာ တသင်းတည်းသောရှုံးဝဲမရှိတဲ့အသင်းဟာအာစနယ်လည်းမဟုတ်မန်စီးတီးလည်းမဟုတ်လီဗာပူးလည်းမဟုတ်ဘူးချဲလ်စီးလည်းမဟုတ်မန်ယူနိုက်တက်လည်းမဟုတ်ခရစ်စတပယ်လေးတကယ်လန်ဒန်ဂုံဆောင်ကလပ်တင်တဲ့တင်ဖြစ်လာပြီအဲ့တော့ဂလက်စနာရဲ့အောက်မှာအဘရီချီအဇီမရှိဘူးလားပြဿနာမရှိဘူးငါရဲ့ဗျူဟာဘိုင်းကိုပဲမင်းတို့အဓိကယုံကြည်ရမယ်ဆိုတဲ့အတိုင်းပဲရှိတဲ့လူချင်းစုဖွဲ့မှုနဲ့အတူလီဗာပူးလိုအသင်းမျိုးချန်ပီယံဖြစ်နိုင်ခြင်းရှိတဲ့အသင်းလက်ရှိချန်ပီယံကိုနိုင်တာဗျာဘလောက်ထိချီးကျူးဖို့ကောင်းလဲကျွန်တော်တို့ဂလက်စနာကိုရေးလဲကြွရဲ အစောကြီးတဲ့ glassner ကိုကျွန်တော်ကြိုက်တယ်အဲ့တော့ glassner ကိုကျွန်တော် appreciate လုပ်ကိုလုပ်ရပါလေ glassner တိတ်ကိုတော်တယ်နီးပြတယောက်ဖြစ်ပါတယ်အဲ့တော့နောက်တန်းဒီ3 back ကလည်းရင်ခုန်ချင်းစရာအစုအဖွဲ့ဖြစ်လာတယ်ရှိတဲ့လူစင်းနဲ့ရှိသလိုလုတ်သွားတာကတော်တော်လေးမိုက်တယ် နောက် Ismaila Sa ပေါ့ Liverpool နဲ့တွေ့တိုင်းဂိုးသွင်းတယ် Community ရှိမှလည်း Ismaila Sa သွင်းတယ် Watford အသင်းမှာတော့လည်း Ismaila Sa Liverpool ကိုသွင်းတယ်အဲ့တော့အသင်းတစ်သင်းကိုဂိုးအများရန်သွင်းမှုဆိုတာမလွယ်ဘူးဒါပေမဲ့ Ismaila Sa ကတော့ Liverpool တို့အတွက်တကယ့်အိမ်မက်ဆိုးပါပဲကျွန်တော်နောက်တစ်ပွဲ Leeds United နဲ့ဘုံမောက်တေးပွဲဖြစ်သွားတယ်နောက်တစ်ပွဲ Man City နဲ့ Burnley Man City ရဲ့ အဲ့ဟိုပြပြစုံနဲ့ position နဲ့ play ပေါ့နော် ကြည့်ရတာ feel ကိုရှိနေရပဲအမှပို့ဆိုတာအားလင်းဟာလန် share တွေဂိုးပေါအောင်ပတ်သက်မှုတွေအများကြီးရှိတယ်လက်ရှိချိန်မှာအားလင်းဟာလန်ဒီ premier league မှာ၈ဂိုးသွင်းပြီးသွားပြီအဲ့ဒီ၈ဂိုးဆိုတဲ့ amount ပမာဏကကျွန်တော်ဒုတိယနေရာမှာရှိနေတယ်နော် Jordan Anthony ထက်၄ဂိုးပိုများတယ်တကယ်ထိတ်တန်းတိုက်စစ်မှုတွေဂိုးတကူရဖို့အတွက်မလွယ်သေးဘူးနော် Lian Dilab လစ်သွားပြီ Shash ကိုတကူပဲဝင်သေးတယ် George Cash ကတော့၃ဂိုးလာမသိဝင်တယ်ဒါပေမဲ့ပုံစံကောင်းမရသေးဘူးအဲ့တော့အားလင်းဟာလန်ကို change ချောင်းနိုင်တဲ့တိုက်စစ်မှုဆိုတာ EPL မှာလက်ရှိအခြေအနေမရှိသေးဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။ Okay ကျွန်တော်နောက်ထပ်တပွဲကတော့ Northern Forest နဲ့ Sunderland ဒီပွဲလေးကျွန်တော်မှန်တာ Sunderland ကို Pandit တွေကမရွေးတာဘူးကျွန်တော်က Sunderland ကြိုက်တယ် Sunderland နိုင်တယ်အဲ့တော့စပါးကရှစ်ပွဲတွေမှာသူနဲ့အနီးကပ်ဆုံးပြိုင်ပွဲတွေ မနိုင်ဘူးဒါအခွင့်အရေးမယူနိုင်ခဲ့ပဲဝမ်းဝမ်းတည်ကြသွားတယ်ဗလာနဲ့ဖူလန်ပွဲကတော့ဗလာကအင်္ဂွေဗလာဘက်မှာ3-1နဲ့9နိုင်တယ်နယူကာဆယ်နဲ့အာစနယ်ပွဲမှာတော့အာစနယ်ရဲ့နှလုံးရည်နဲ့တူဒါနယူကာဆယ်အသင်းကို2-1နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်နောက်ဆုံးပွဲတစ်ပွဲကတော့ဂျန်သေးတယ်အီဗာဒန်နဲ့ဝါဆယ်အပွဲတော့ skip လိုက်ပါဆိုတော့ဒီပြီးဆုံးသွားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်6ကိုကျွန်တော်ညီကိုတွေရောဘယ်လိုမျိုးဝင်ရောက်မှတ်ချက်ပေးခြင်းလဲ comment ထဲမှာဆွေးနွေးသွားလို့ရပါတယ်အခုတော့အားလုံးနှုတ်ဆက်ပြရသည်ခင်ဗျာအခြေသူများကြီးဒီမှာ